မင်္ဂလာပါလွင် channel ကျွန်တော်ရဲ့ကန္နာ channel ကနေပြီးတော့ပြန်လဲကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒါပွဲစဉ်15ကိုရောက်ရှိလို့လာပြီးနောက်ဆောင်းဝင်လာတာလည်းတော်တော်လေးဝင်နေပြီဆိုတော့တောက်ချဆောင်းဘလောက်ပဲဝင်မယ်ကျွန်တော်တို့ကဆောင်းကုန်မှာတော့ကြောက်နေအခု Arsenal fan တွေကဘာလို့ဆိုတော့ တော်တော်ကိုကျွန်တော်တို့အဆင်ပြေနေပါတယ်စောင်းတွင်မှာအခုဆိုလို့ရှိရင်ဒါတောက်လျှောက်ကျွန်တော်တို့ city ကိုလည်းငားမှတ်ဖြတ်ထားတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီအခုဆိုလို့ရှိရင်ဒါတတိယနေရာမှာ Aston Villa ရှိနေတယ် Aston Villa ကိုကျွန်တော်တို့6မှတ်ဖြတ်ထားတယ်နောက်ကျွန်တော်တို့ရဲ့တခြားပြိုင်ဘက်တွေဒါ Liverpool တို့ နောက်ပြီးအခုဆိုရင်နောက်ပိုင်းမှာခြေစွမ်းပြန်မှန်လာတဲ့ Chelsea လို့ဆိုတာလည်းဒါပြီးခဲ့တဲ့ပတ်မှာကျွန်တော်တို့ဒါပြီးခဲ့တဲ့ပတ်ဆိုတာပြီးခဲ့တဲ့ပွဲစဉ်မှာအမှတ်တရဆုံးရှုံးပြီးတော့ဒီကျွန်တော်တို့ဒီ Arsenal ကိုစိန်ခေါ်နိုင်ဖို့ဆိုတာကတော်တော်လေးဝေးသွားတဲ့အခြေအနေမှာရှိရဲလောလောဆယ်ကျွန်တော်တို့ Arsenal ကိုအနီးကပ်စိန်ခေါ်ပြီးတော့ဖိအားပေးနိုင်တာက City တသင်းပဲရှိပါတယ်ဆိုတော့ Aston Villa ကလည်း6မှတ်အကွာဆိုတော့ဒါကျွန်တော်တို့ဒီတိုက်တဲ့ race ထဲကိုဝင်လာနေတဲ့အသင်းလို့ပြောလို့ရပါပဲဒီနေ့ညပွဲက Aston Villa တိုက်တဲ့ race ထဲမှာဘယ်လောက်ထိ ဒါရှိနေနိုင်မလဲနောက်ပြီးတော့တို့ဒီတိုက်တဲ့ race ထဲမှာရှိဖို့ဘလောက်အရေးချင်းရှိလဲဆိုတာဆန်းတက်မဲ့ပွဲတစ်ခုလည်းဖြစ်လာနိုင်ပါတယ်ဒါမဲ့ကျွန်တော်တို့ဒါ Premier League ကြည့်ခဲ့တဲ့တောက်လျှောက်ပေါ့နော်ဒါဟိုရာသီပေါင်းများစွာဖြတ်လာတဲ့အချိန်မှာဒီအသင်းတွေကတော့ဒါဖြတ်မြင်းအသင်းလို့ကျွန်တော်တို့ပြောလို့ရတယ်ဒီတိုက်တဲ့ race ထဲကိုဝင်လာတယ်ဆိုရင်တော့ပဲဝင်လာနိုင်ပြီးတော့ရေရှည်မှာတော့ဒါကျွန်တော်တို့လူစင်းရင်ပေါ့အရန်စင်းရင်ကျွန်တော်တို့အရန်ကစားသမားမတောက်တင်းတဲ့အသင်းတွေဖြစ်တဲ့အတွက်ကြောင့်ရေရှည်မှာတော့ ါရေရှည်လိုက်လာဖို့မလွယ်တဲ့အသိန်းလို့ကျွန်တော်ကတော့ဒါကျွန်တော်အမြင်ပေါ့နော်အဲ့လိုမျိုးယူဆတယ်ဆိုတော့ဒီနေ့ညပွဲကတကယ်ကိုတကယ်ကိုကျွန်တော်တို့အာဆင်နယ်ဖန်တွေလည်းတကယ်ကိုယဉ်ကုန်နေမယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့ဗီလာကကျွန်တော်တို့ဒီနောက်ပိုင်းနှစ်မှာဒါထူးထူးခြားခြားဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာတေတာကအာဆင်နယ်ကိုကင်ပြီးတော့ကျွန်တော်တို့ဦးနိုင်အမရီကကျွန်တော်တို့ဒီအက်ဆွန်ဗီလာကိုကင်နေပေါ့အဲရှင်းစင်နောက်စင်ပေါ့နော်အာတေတာအရင်ကင်နေဆိုပေမဲ့လည်း အဲ့ဒီ Unai Emery ရောက်လာပြီးနောက်ပိုင်းမှာ Aston Villa ကတကယ်ကိုမမထဏံကစားတဲ့အသင်းတသင်းဖြစ်လာပြီးတော့ကျွန်တော်တို့အသင်းတိုင်းကိုဒုက္ခပေးနိုင်တဲ့အသင်းအဖြစ်ကောင်းကောင်းမွန်ရပ်တည်နေတယ်။နောက်ပြီးတော့ဒီအဆင့်တက်မှတ်ချက်ဆိုလို့ရှိရင်တကယ်ကိုကောင်းလာတဲ့အသင်းဖြစ်ပါတယ်။ဆိုတော့ဒီနှစ်မှာလည်းလုံးဝအခုနောက်ပိုင်းဇက်တိုက်ကိုဒါနောက်ဆုံး၅ပွဲမှာဆိုရင်လုံးဝကိုကျွန်တော်တို့တည်ရတောင်မရှိဘူးပေါ့နော်။ဇက်တိုက်အနိုင်ပွဲတွေကြီးပဲ။နောက်ပြီးတော့အိမ်ကွင်းအဝေးကွင်းမရွေးကိုအနိုင်ကန်ထားတဲ့အသင်းဖြစ်ပါတယ်။ဆိုတော့အာဆင်နယ်တွေနောက်ထပ် ဒါစံတက်ခံရမယ်ပွဲတွေဖြစ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဒါ Aston Villa ရဲ့အိမ်ကွင်းမှာ Arsenal တင်းကသွားကစားရမှာဖြစ်တဲ့အတွက်ကြောင့် Arsenal အနေနဲ့လည်းဒီနှစ်မှာကျွန်တော်တို့အိမ်ကွင်းအဝေးကွင်းမရွေးခြေစွမ်းပြကစားနေတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့် Aston Villa ကို Arsenal ကဒီဘယ်လိုပြောရမလဲမမထဏံပဲပြန်ကစားမယ်လို့ကျွန်တော်ကတော့ယုံကြည်ပါတယ် ဆိုတော့ Aston Villa အနေနဲ့အမြင်ရ Arsenal နဲ့တွေ့ရတဲ့ချိန်မှာခံစစ်ကိုကြစ်လျအောင်ကစားပြီးတော့ကျွန်တော်တို့ counter attack တွေနဲ့ပဲ Arsenal နောက်ထပ်အောင်နှစ်တိုင်းဒုက္ခပေးပြီးတော့အဖွင့်ကိုရအောင်အမြဲကြိုးစားပါတယ်ရပြီးွားရင်တော့ Aston Villa ကိုကိုးပြန်သွင်းဖို့စားတကယ်ကိုခတ်ပါတယ်ဆိုတော့ဒီနေ့မှာလည်းဒီပုံစံကိုပဲအသုံးပြုပြီးတော့ Arsenal ကိုယင်ဆိုင်မယ်လို့ကျွန်တော်ကတော့မြင်မိပါတယ်ဆိုတော့အာဆနယ်အနေနဲ့အခုအချိန်နေမှာကျွန်တော်တို့ဒန်ယန်ရကစားသမားတွေတအားကိုများပြနေပါတယ်။နောက်တန်းမှာဆိုရင်တကယ်ကိုကျွန်တော်တို့အားထားရတဲ့စန်တာဘက်၃ယောက် တောင်မရှိပါဘူးပေါ့နော်ဆိုတော့ first line ကနှစ်ယောက်ပြင်တို့ရဲ့အရန်မှာတန်ရာရရဲဆိုတော့ Gabriel တန်ရာရရဲနောက်ပြီးတော့ကျွန်တော်တို့ဒီ Saliba ကတော့ကျွန်တော်တို့ရဲ့အနှဲငယ်တွင်မှာပြန်ကောင်းနိုင်တယ်ဆိုပေမဲ့ဒီညပွဲကိုတော့ဒီကြပေါ့လွဲချော်ဖို့အချိန်တွေကပုံများပါတယ်ဆိုတော့တို့နှစ်ယောက်ရဲ့အရန်အဖြစ်ကျွန်တော်တို့ဒီနှစ်မှာခေါ်ယူထားတဲ့ Mosquera ကလည်းကျွန်တော်တို့တန်ရာရရှိသွားတယ်ဆိုတော့ကျွန်တော်တို့မှာဒီ၃ယောက်မရှိဘဲနဲ့ Aston Villa ရဲ့ခံစစ်ကိုရင်ဆိုင်ကစားရမှာဖြစ်ပါတယ် ဆိုတော့လူစရင်အနေနဲ့ကျွန်တော်တို့နည်းနည်းလေးကြည့်ကြည့်လိုက်ရအောင်ပေါ့နော်အာဆနယ်အနေနဲ့ကျွန်တော်တို့တိုက်စစ်မှာ Victor Yorkres ကို first line ပြန်ထုတ်လာနိုင်ပါတယ်ဆိုတော့ Yorkres နဲ့အတူ Beltonman နဲ့ကျွန်တော်တို့ညတောင်ပံမှာ Saka နဲ့ကျွန်တော်တို့ဘယ်တောင်မှန်ဘသူထုတ်မလဲဆိုတာကတော့တကယ်ကိုစဉ်းစားကြရပါ Trossard ကဒဏ်ရာရနေတဲ့အတွက်ကြောင့် Martinelli ကို first line ထုတ်လာမလားဆိုတာတော့ အဲတော်တော်များများတွေးကြမယ်ထင်ပါတယ်ဒါပေမဲ့ကျွန်တော်အမြင်ပြောရရင်မာတင်နယ်လီကိုစူပါဆပ်အနေနဲ့သုံးတာကအကောင်းဆုံးပါပဲသူကလူစားဝင်မင်းပို့ပြီးခြေစွမ်းပြတယ်